ရှင်ဒေဝတ္တကလည်းတကောအဋ္ဌိဘတ်နဲ့ပြည့်စုံဒါပေမဲ့လို့သူစိတ်ဟာမြတ်စွာဘုရားအပေါ်မှာခက်ခွာခွာနေတဲ့အနေထားမျိုးလောက်သာရှိတယ်ပြင်းမာတဲ့စိတ်ဓာတ်မျိုးမဝင်သေးဘူးမဝင်သေးတော့သူ့မှာအစွမ်းတကောတွေရှိတယ်သူ့စိတ်ဘယ်မှာစတဲ့အကြီးအကျယ်ပြောင်းလဲသွားလဲလို့ဆိုကောတံပိပြီမှာသူနဲ့အတူတကွသာသနာပေါင်းဝင်လာတတ်ကြတဲ့ဗတ္ရာတို့အနုရုဒ္ဓတို့ဘဂုတို့ကိမိလာတို့ရှန်အနန္ဒာတို့တော့မေးမဲ့လူတွေများတယ်သူကြတော့မေးမဲ့ပုဂ္ဂိုလ်သိမ့်ရှိဘူး အဲ့ဒီမှာသူ့စိတ်ထဲမှာဘလို့ဖြစ်သွားလဲစဉ်းစားကြည့်ပေါ့ဒါလူတွေရဲ့သဘောပေါ့ဖြစ်တတ်တယ်သူ့စိတ်ထဲမှာဖြစ်သွားတယ်သူ့ကိုမေးသူမရှိတဲ့အခါကျတော့ဘာစိတ်ကူးလဲလို့ဆိုမထင်မရှားဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းမှာအတွေ့တစ်ခုဝင်တတ်တယ်။အော်ငါလည်းမင်းမျိုးကဝက်လာတာပဲ။သူတို့လည်းမင်းမျိုးကဝက်လာ။သူတို့ကြတော့ဒကာဒကမတွေကအေးတည်ယူမေးကြမြန်းကြဖူးတွေးကြ။ငါကတော့အဲ့ဒါလိုလုံးဝပုဂ္ဂိုလ်မရှိဘူး။ဘုံတရင်ကမကြီးလာဘူးသူက သူ့ရဲ့အနေထမ်းကြောင့်လည်းဖြစ်ချင်းဖြစ်မှာပေါ့နော်။ညနေကျော်တင်းတင်းနေတယ်ဆိုရင်ဘယ်သူမှမလာရဲဘူးပေါ့။ဒီလိုလဲရှိမှာပေါ့နော်။သူ့ရဲ့ဖော်ရွှေမှုရှိမရှိဒါလည်းပါမှာပေါ့။အဲ့တော့သူ့စိတ်ထဲမှာဘလို့အောင်းမေ့လာလဲဆိုတော့ငါ့ကိုတီးတဲ့လူနဲတယ်ပေါ့။ငါ့ကိုချီညိုတဲ့ပုဂ္ဂိုလ်နဲတယ်။ငါလည်းဘုံကြည့်အောင်ဘလို့လုံးဝဘုံကြည့်အောင်ဘလို့လုံးဝမလဲလို့စပြီးစဉ်းစားလိုက်တာသူစဉ်းစားတဲ့အခါမှာဘသူချီညိုအောင်ငါလုပ်ရမလဲ။ ဘသူရဲ့ကြီးညိုမှုကိုရအောင်ငါစ조사ရမလဲအဲ့ဒီပုံပုံမျိုးကြီးညိုလိုက်မယ်ဆိုရင်ငါမှာလက်လက်ပါးတွေလည်းအများကြီးရမယ်ရိုသေလေးစားမှုလည်းခန်းလာရမယ်ဂုံတရင်တွေလည်းကြီးမားလာမယ်ကြော်ကြားလာလိမ့်အဲ့ဒီလိုဖြစ်စေနိုင်တဲ့ပုံပုံမျိုးဘသူကငါတကာဖြစ်ရင်ကောင်းမလဲလို့စဉ်းစားလာတယ်နော်စဉ်းစားလာတဲ့အခါမှာသူကမြင်လာတယ်ကြီးညိုအောင်လုပ်ဖို့ဆိုတဲ့နေရာမှာအောက်တန်းစားတွေကြီးညိုလို့ရတာဘာမှထူးမှာမဟုတ်ဘူးအရက်သားတွေကြီးညိုလို့တော့ဘာမှထူးမှာမဟုတ်ဘူး အထက်တန်းစားတဲ့ကတိုက်ပြည်အုပ်ချုပ်တဲ့မင်းနေကြီးညိုမှပို့အဆင်ပြေပါဘူးအဲ့ဒါကြောင့်မလို့သူစဉ်းစားလိုက်တယ်အဲ့ဒီတုန်းကတကောအာနာပါဝါကြီးတာဘယ်သူတော့ဆိုလို့ရှိရင်ရာဇဂျိုကဗိမိတာရာမကရာတိုင်းနဲ့အင်္ဂါတိုင်းနှစ်ခုကိုအုပ်ချုပ်ဗိမိတာရာဆိုတာလေဂေါတမဗုဒ္ဓကိုတွေ့တွေ့ချင်းသတ္တဝါဖြစ်သွားတဲ့ပုဂ္ဂိုလ်ဆိုတော့သူ့လည်းစီယုံမလွယ်ဘူးသူလည်းစဉ်းစားတာပေါ့နော်အေးဗိမိတာရာရဲ့ခတ်ဆိုးဆိုးအစတတ်ဆိုတဲ့ကောင်လေးစီယုံရင်တော့ငါကောင်းပါပဲဒီမင်းသားကိုငါစီယုံမယ် သူစဉ်းစားပုံကခုခေတ်လူတွေစဉ်းစားပုံမှာပဲမထူပါဘူးလူဆိုတာဒီတိုင်းပဲလေအဲ့တော့သူစဉ်းစားပုံတွေကဘယ်လိုစဉ်းစားတာဒီအသတ္တတ္တုဆိုတဲ့မင်းသားဟာအသက်ရွယ်လေးကလည်းနုနယ်သေးတယ်ဆယ်ကျော်သက်ကလေးပေါ့နော်ဆယ်ကျော်သက်ပဲပဲရှိသေးတယ်နုနယ်သေးတယ်အနာကအလားအလာလည်းကောင်းတယ်ဗိမိတာရာကသူ့သားကိုသိချစ်တယ်တခြားသားတွေကိုဥစားမပေးဘူးသူ့ကိုတတ်မယ်ဆိုတဲ့အဇာတတ္တကိုမှဥစားပေးတယ်မိဘများလည်းတခါတလေဆိုးတဲ့ကောင်ပို့ချစ်တယ်ဆိုဟုတ်လားမသိဘူး ဆိုရကောင်ပူချစ်တယ်။လိမ်မာရင်တိတ်ချစ်ချင်။အဲ့တော့ဇာတသက်ကိုတိတ်ချစ်တယ်ဗိမိသားရာ။ဒါမှမဟုတ်သူ့ကိုဦးစားပေးတာ။အဲ့တော့သူကအလားလားကောင်းတယ်တဲ့။အာတိန်ဖတ်တော်ဆိုအနာကအလားလားလည်းကောင်းတယ်။အရွယ်လည်းကောင်းတယ်။ငါဟာအဇာတသက်ကြီးညိုအောင် လုပ်မယ်ဆိုရင်သူကြီးညိုမယ်ဆိုရင်ငါလက်သက်ပကာကြီးအကျော်စောတွေဘုံတကိုးတွေတို့တက်လာ။အဲ့တော့ဇာတသက်ကြီးညိုအောင်ငါစီယုံမယ်ဆိုတဲ့။အတွေ့ခေါင်းထဲဝင်ဆုပ်ဖြတ်ချက်ချ။ကောသမီကနေသူနေတဲ့ကျောင်းကနေတပိတ်တင်ကား ရှင်းတော့ကတော့ပစ္စည်းများများရှိတာမဟုတ်ဘူးသင်္ကန်းတပိတ်ပြိခရာလေးနဲ့ပဲတိမ့်စည်းပြီးတော့တပိတ်ကလေးလွယ်ပြီးတော့ရာဇဂျိုဘက်ကိုခီးထွက်သွားတာလူမသိသူမသိနော်ရသော်ဘုရားနဲ့တန်ဃာတွေကကောသံပြီးမှကြံရစ်တယ်သူတူတဲ့ရာဇဂျိုကိုခီးထွက်သွားတာရာဇဂျိုလည်းရောက်ရောဘာလုပ်လဲဆိုသူ့ရဲ့အဘိညာဉ်တကောအစွမ်းနဲ့သူ့ရဲ့မူလပုံစံကနေပြီးတော့မင်းသားငယ်လေးတူရဲ့ပုံစံပြောင်းလဲလိုက်တယ်အဲ့ဒီမင်းသားငယ်လေးမှာငွေကြီးလေးကောင်နဲ့ပတ်ထားပြီးတော့ လက်ဘင်းကိုမွေလကောင်ခေါင်းပေါ်ကနေခွေးနေတဲ့မွေရတစ်ကောင်ပခုံးမှာတစ်ဖက်ပေါ်ပြီးတော့တိုင်းထားတဲ့မွေရတစ်ကောင်ဆိုအားလုံးမွေ9ကောင်မွေ9ကောင်နဲ့ဖန်တီးတယ်ဖန်ဆင်းလိုက်တာသူဖန်ဆင်းလိုက်တာစိတ်ကူးရတယ်မွေဆိုတာကိုလူတွေကလည်းကြောက်လဲကြောက်တယ်လေအဲ့တော့သူစိတ်ကူးကအစတသက်လန့်ဖြန့်သွားအောင်လုပ်မှဒီကောင်စိတ်ထဲမှာဆွဲသွားမယ် impression ရအောင်လုပ်တဲ့သဘောပဲသူ psychology တော့နိုင်တယ်ဒီဘက်ကအဲ့ဒါလို့ထူးဆန်းအောင်ဖွယ်ကောင်းတဲ့ မွေတွေနဲ့တစားဆင်ထားတာစာထဲမှာတော့အဟိမေခလိကာယလို့ဆိုမွေခပတ်ပတ်ထားတယ်လို့ဆိုတဲ့အထိပ္ပာယ်ပေါ့မွေတွေနဲ့ခပတ်ပတ်တန်းစာဆင်ပြီးတော့အစတသက်ထိုင်းနေတဲ့အချိန်လေးမှာဘွားကနေသူ့ရင်ခွေနဲ့တော့ပေါ်လိုက်တယ်ဘလောက်ကြောက်လိုက်မယ်ဆိုတာစဉ်းစားကြည့်လို့ပေါ်လာတဲ့လူကလည်းမွေတွေနဲ့ဆိုအလွန်ကြောက်မှာမျက်လုံးကြီးပြူးပြီးတော့ပါးစပ်ကြီးဟပြီးတော့ကြောက်ရွံ့နေမဲ့ပုံစံကိုစဉ်းစားကြည့်လိုက်ပေါ့အစတသက်ရဲ့ပုံကိုအတွေးနဲ့သာကြည့်တော့နော်အဲ့ဒီအချိန်မှာ तू ကပြုံးပြီးတော့ငါကြောက်သလား မေးလိုက်သေးတာနော်တောက်တာပေါ့တဲ့မင်းဘာသူလဲလေမင်းသားဆိုတော့ကြောက်စိတ်ကိုတင်းပြီးတော့ဘာသူလဲလို့မေးတာမေးတဲ့အခါကျတော့မှအဟံဒေဝတတ္တောငါဒေဝတတ္တပဲလို့ဆိုဟောရှင်ဘုရားအရှင်ဒေဝတတ္တဆိုလို့ရှင်ရှင်ဘုရားရဲ့မူလရုပ်တွင်နဲ့ပြပါဆိုတော့မှသူကတကောဖန်ဆင်းထားတဲ့ရုပ်ကိုဖျောက်ပြီးတော့ရှင်ဒေဝတ္တပုံတံပြလိုက်တာတခါလဲကြသွားတာပေါ့ဟိုလူကကြောက်စိတ်နဲ့အံ့ဩစိတ်တွေကြောက်လန့်တဲ့စိတ်တွေအံ့ဩစိတ်တွေနဲ့စွဲပြီးတော့ရှင်ဒေဝတ္တမှရှင်ဒေဝတ္တဖြစ်သွားတယ် ဒါလောက်တကူကြီးတဲ့ပုဂ္ဂိုလ်သူပါခိုင်းခိုင်းလှုပ်တော့မယ်ဆိုတဲ့အနေထားမျိုးထိအောင်ရောက်သွား